အားလုံးပဲမင်္ဂလာပါဗျာဆိုင်းနဲ့သတင်းဌာနမှာပြရတဲ့ကြိုဆိုလိုက်ပါခင်ဗျာခုတင်ဆက်ပေးမယ့်ရုပ်သံမျိုးဖိုင်တရတော်ငလျင်ဘေးမှာတွေ့မြင်ရတဲ့မဘာသာဘုံကြီးတွေရဲ့လောက်ရတွေကိုဝေဖန်လာတဲ့အမျိုးသားတွေရဲ့ရုပ်သံမျိုးဖိုင်တွေကိုတင်ဆက်ပေးလိုက်ပါခင်ဗျာဒီမှာမျိုးသားကအဲ့ဒီမဘာသာဘုံကြီးတွေရဲ့လောက်ရတွေနဲ့ပတ်သက်ပြီးဘာတွေဘလို့ဝေဖန်ပြောဆိုထားတယ်လဲဆိုတော့ကိုအားလုံးဝင်ရောက်ကြည့်ရှုလေ့လာသုံးသပ်ဝေဖန်ပေးကြပါခင်ဗျာအားလုံးကိုလည်းဆိုင်းနံသတင်းဌာနမှာအထူးပဲကျေးဇူးတင်ရှိပါခင်ဗျာ ငလှင်မှာကျွန်တော်ဗီဒီယိုဖိုင်းနှစ်ခုတွေ့တယ်။ဘာသာရေးနဲ့ဆိုင်တဲ့ဗီဒီယိုဖိုင်းနှစ်ခု။ဘာမှလည်းခုကမဆိုရင်ကြောင်းတိုက်ကြီးဒူချသွားတယ်မဆိုရင်ကြောင်းတိုက်ကြီးကိုပြန်ပြီးပြုပြင်ပေးမယ်ဆိုပြီးတော့အာရှိတဲ့ပိုင်းစင်ပေါ်စီဘောတော့ဖတီးရတယ်ပြီးတော့စူပါအဗန်ဂျာကြီးပေါ့။ဒါကနေပေါ့ထွက်လာပြီးတော့အာအဲ့မှာသူကြီးရနေတယ်ကျွန်တော်ပြီးနာဖုန်းကြီးတစ်ပါးတော့ဟာလုံးဝထင်ကြီးသွားပြီးတော့ဒီကပြင်ကွင်းရလို့အာသူကလုံးဝပါဗျာ။တိမ်မတသိန်းကုန်ပြီ။သူပြင်မယ်ဆိုတော့ဒါကြီးကပြင်ကွင်းရတဲ့အတွက်လုံးဝသူကစူပါစတာဖြစ်သွားပြီ။နောက်ဘွားမှာဆိုလဲသူကတချမ်းမင်းနဲ့သူကလေပယ်လောက်အနေထားလောက်ရှိတချမ်းမင်းတော့ရာထုတ်ထုတ်မဲ့အနေထားမျိုးပေါ့နော်ပြောရတာ။ မရှိတဲ့လူတွေငွေ300မရှိတဲ့မှာငွေလေတော့1500လို့လူတန်းနေတဲ့လူတွေကြတော့သူတို့ကြတော့ခုတို့မရအောင်လားမသိလို့မေးတာမစိုးရင်ကြောင်းတိုက်ကြီးပြင်မခုလို့ရတာလားစကားဘာသာရေးဆရာတွေဆရာတော်တွေဆိုတာကြည့်ပြောရကထားပါနောက်တစ်ခုအဲစီကိနာဒီလိုလားလောစန်ဒီလက်ထက်ရေးပြီးဖြစ်တော့အာဒီအာဒီနဲ့လေပြင်ကြောင်းပါဆိုတဲ့အငြင်းနဲ့လိုက်လွှင့်ပြီးတော့မိုက်တလုံးနဲ့ကလေးတွေဂျင်းထက်တဲ့လူလေလူပါပဲဘုန်းကြီးတို့ပြောရတယ်အခုတို့လည်းများတယ်ဟမ်သူကနေပြီးတော့ ပေါက်ကူတော့ငွေသိန်းတရာပေးတာမစိုးမဒူးစမ်းပါဘူးဒီကောင်တွေမဘာသားတို့တို့ဖွဲ့စည်းကြတာဒါသူတပည့်တွေပဲဒါပေမဲ့ဒီလိုမျိုးရဟန်းကိုတာတို့ကဘုံကြီးဖြစ်နေတယ်လို့ပေါက်ကူတော့လို့ကောင်မျိုးကိုငွေသိန်းတရာပေးတာဘလို့ပြောရမလဲကျွန်တော်ကကျွန်တော်ကိုယ်ဝင်နေတဲ့ဘာသာကိုကျွန်တော်ပြန်ဆန်းဆင်းတင့်နေပြီလို့တော့မှကျွန်တော်ကိုယ်ကျွန်တော်ထင်မိတယ်မလို့အဲ့တဲ့နေရာတွေမလူနေဘူးတကယ်လူအပ်တဲ့လူကြပါဒါမျိုးတွေပြောရမယ်မလို့အပ်တဲ့ဖျားတွေရွှေချမယ်အစလူအပ်တဲ့ဆေးရုံတွေလှူပေးပါလားမတင်ကြကြဘူးနိုင်ငံတွေကဘုံကြီးဘာလို့ဆရာရှိတဲ့ငွေသိန်းတထောင်ရှာတတ်တယ်အာဘုံကြီးဆိုလို့လှူကြတယ်ဘာပဲလို့လို့ ူများတွေလှူထားတဲ့ပတ်စံလိုအပ်တဲ့နေရာတွေလှူရမှာလေကထားပါဗျာတုံးနေမိကြောင့်မင်းရေခင်းရတယ်လို့ဖြစ်နေမှာအားဖျားတည်းတဲ့ဒရက်ကဒရက်ကမှလည်းဖြစ်မဲ့အစားနိုးတွေလှူအပ်နေတဲ့ဒေတာလေးတွေမှာစတင်ကြောင်းလေးတွေစောက်ပေးကြမလားမတွင်တင်ဘူးခုတို့လောက်တာပဲဘယ်အချိန်ဖေးနေရပဲဖြစ်ဖြစ်လှုပ်တင်တယ်အဟမ်းဘာသာရေးကောင်းတော်တွေပြောတဲ့စကားအဲ့တော့ဘာဖြစ်လာလဲဘသူတင်းတင်းငတိမိုင်ပြီးရောဆိုတဲ့ကောင်းလေငွေးလာကြတယ်လူဖြစ်လာကြတယ်ဘယ်နေရာမှာဘာဖြစ်ဖြစ်ကောင်းတာလို့ဒါပဲဆိုပြီးတော့ညံမှာပါတဲ့အချိန်နေအချိန်ကောင်းနားမလဲတဲ့ တကူကောင်းသမားတွေပေါ်ထွက်လာကြတယ်။တိုင်းပြည်ပြက်နေတယ်ငါအလူတော့ပြီးအောင်လုံးဝမယ်ဆိုတဲ့အတွေးမျိုးတွေနဲ့ကောင်းတာလုပ်တာပဲလေဆိုပြီးတော့ကြီးကြီးလေးငလင်လုတ်ပြီးသူများတွေအားလုံးစိတ်ဒုက္ခရောက်နေတယ်မှာအရှိမဖြတ်ပြီးရှင်ပြူရဟန်းကနေဟိုးဝဲတွေလုံးနေကြတာစဉ်းစားကြည့်လေကောင်းတာလုပ်တာပဲလေဘာသာရေးကောင်းမှုတွေပေါ့အဲ့ဒါဘာသာရေးကကောင်းဆုံးပဲကောင်းတယ်အဲ့ဒီဘာသာရေးကိုတင်ကြပြတာနေတဲ့ဘာသာရေးစိတ်ရဆိုတဲ့လူတွေရဲ့ခေါ်အပြောတွေလေတိုင်းပြည်တပြည်လုံးပြလာငါအလူတော့ပြီးအောင်လုံးဝမယ်ငါဖျားဝဲတော့လူစီရမှာပေါ့ဒါမျိုးပေါ့ဒါကြီးကောင်းတယ်ကုသိုလ်အများကြီးရတာပေါ့အဲ ဒီမှာလူတွေစင်းအောင်စေကမ်းမရှိလို့ဒုက္ခရောက်နေတယ်ပြဿနာတက်နေပါလားဆိုမှဘုံမှာចောင်းကြီးကိုတိမ်တော့တိမ်နဲ့လှူမဲ့ရွှေចောင်းတစ်ခါတစ်ခါမှဖြစ်ချင်နေကြတာလေခင်ဗျားတို့တွေ့တွေ့ကြမှာပါအဆလွှဲနေကြတာဗျဘာသာတရားကိုကိုးကွယ်တယ်ဆိုတော့ကျွန်တော်သိတယ်လောက်တော့လမ်းမှကမ်းမှအောင်လို့လမ်းညွန်မှုအောက်မှာနေနေတဲ့သူတွေလမ်းမှရှောင်နေတဲ့လူတွေသူတို့တွေကိုကျွန်တော်တို့ကနေပြီးတော့ကဲတင်နိုင်မှုအခုကငါတို့လည်းငါတို့ခြိုက်တာလုပ်မယ်ဆိုပြီးတော့ လုံနေကြမှာဆိုရင်အခုဒီဘာသာတရားကိုကိုးကွယ်နေတာဘာအကျိုးရှိမှာလဲစဉ်းစားကြည့်ကြည့်ဗျာဟိုလဲလူကဒီလဲလူကငွေလဲကုန်အတန်လဲပြရတဲ့ကိစ္စကြီးဖြစ်နေမှာဗောဗျာရရင်ပြောရရင်ဗျာအခုနောက်ပိုင်းကဘာသာတရားကနေပြီးတော့လူလိုမသိတဲ့လူတွေအများကြီးမွေးလာတယ်လို့ဖြစ်လာအခုလက်ကြည့်ဒီပေါက်ကုန်တော့လုံးကောင်မျိုးပြည်သူစစ်တွေထောင်ပြီးတော့တက်တာတွေတကားကားနဲ့ထားပါအဲ့ဒါတွေကတော့ကျွန်တော်တွန်လိုင်းသမားတွေကောင်ဒါပြောတယ်လို့ပြောအောင်မယ်ရက်ွက်တဲ့ဝက်ကြီးခင်ဗျားတို့လေဘာဘာသာကြီးလောက်တာဗျာအတန်ချက်စနဲ့တနေကုန်ဘေးဒီအိမ်နေနားမခံနိုင်အောင်ဖွင့်နေတာလေဘာသာကြီးဘာသူမှတမပြောရဘူးဘာသာကြီးလောက်နေတာ ဘာသာရေးပွဲတော်တွေတောင်စာမူးရေးပျော်ပါမှာ disco တွေနဲ့ကလူငယ်တွေအများကြီးအဲ့လိုမျိုး disco တွေနဲ့ကနေလူငယ်တွေအများကြီးမွေးထုတ်တာဘာသာရေးခေါင်းဆောင်တွေကိုယ်တိုင်ကောင်းဘာထူးလို့လဲဗျာဘာသာရေးဝတ်ဆောင်ဝတ်လိုက်တာနဲ့မတိတော့လားဘုံကြီးဝတ်ဆောင်ဝတ်လိုက်တာနဲ့တခါတဲ့လူအဖြစ်ကနေတော့မြင့်သွားတယ်လို့ပဲသူတို့ကလုံးဝလူမဟုတ်တော့လုံးဝကသူကလုံးဝဆရာကြီးပေါ့နော်အဲ့လူထဲကိုမြင့်သွားတဲ့ဟာမျိုးတွေခံယူသွားကြတယ်ကြော်လူထပ်ပို့ပြီးတော့တို့တွေအခွင့်အူတွေလိုချင်တယ်နေရာထူးတွေလိုချင်တယ်ဟူဟူဖြဖြအစားတောင်းလိုချင်တယ်ကောင်းပင်ညုံးမဲဆိုတဲ့ပစ္စည်းတွေသုံးချင်တယ်ဖြစ်ကုန်တကယ်ပဲဗျာ တင်ကားတော့မတသုံးဘယ်နဲ့သိဘယ်နဲ့သိဆိုတာအကန့်နဲ့ရှိသေးတယ်ဟိုဆရာတို့ပုံကြီးလောကမှာချော့တော့မတွက်နဲ့ကားတွေဆိုတဲ့တရားကိုနှစ်စီးသုံးစီးမတွေ့လားကူကူကြီးဆိုရင်ဘယ်ဘန်ဒလီမှစီးရတော့ပါတေးသွားမယ်တော့ဟမ်အဲ့တော့လူတက်တဆင်းမြင့်တယ်လို့တွေးနေကြနေထိုင်နေကြတဲ့ခါကျတော့နောက်ဆုံးလူလိုတို့မှမသိတော့လူတော့သူတော့လည်းမဝင်ဆန်းတော့လူလိုသူလိုလည်းတို့မှမတွေ့တတ်တော့ဘူးအခုမတွေ့လားလူလိုသူလိုမတွေ့တတ်လို့ပေါ့ဗျအဲ့တော့ဗျာရိုးရိုးလေးပြောရရင်ဗျာစောက်အုပ်ထဲမှာရေးထားတဲ့ကျန်းကန်တွေကိုအကုန်မှန်းလူလိုကားထဲမှာတကယ်ဖြစ်ပျက်နေတာတွေကိုအကုန်အမှားလို့ဆိုပြီးတော့လှင်နေဓာတ်ထည့်အကုန်လုံးမှတ်ယူပါလား တာတချက်ပြီးတော့အဲ့တော့လူနဲ့လူပေါင်းဖွဲ့စည်းတဲ့ဘေးဟာတွေကအကျိုးရှိမဲ့ဟာတွေဘေးဟာတွေကယနေ့ခေတ်လူငယ်တွေအတွက်အကျိုးရုံမဲ့ဟာတွေတော့မတွေးတော့ဘူးမဆုံးဖြတ်မတင်ကြနိုင်တော့ဘူးအဲ့တော့လူနဲ့လူပေါင်းဝင်ချင်းကိုကျွန်တော်တို့တွေဘလောက်ပဲဖျက်ဆီးခဲ့ခဲ့ကျွန်တော်ဘာအမားတွေပဲလုပ်ခဲ့လုပ်ခဲ့ဗျာဟာငါအလူကြီးပေးလိုက်မယ်ငါဖျားတိတ်လိုက်မယ်ငါចောင်းဆောက်လိုက်မယ်ဆိုရင်ตาดูไวกองเลยจ้ะอารมณ์ก็เลยพยายามจะพยายามจะมาอีกตัวอะไรจนเราบาลีมาไงจนเราไต่ตาลงอึนปี้เลยอายไปได้ไต่ปี้มาเปียงนี่เลยโค้งนี่แล้วกองนี่โค้งได้ล่ะไม่เอาไหนลงต้องบลักแค่กูอ่ะ တကယ်ကိုဒူးစရိုက်ကောင်လူယုံမှာကောဘုရားတွေတည်လိုက်ဟာဒူးဘာဖြစ်နေလဲမင်းတို့မရှိနဲ့တကယ်အမြင်အမှုပညာရှင်တွေမှလည်းမတွေ့လားအခုတို့ညီမလူမျိုးတွေရဲ့စိတ်တက်ကူအမှုပညာရှင်တွေတော့ကောင်းကောင်းသိတယ်တခုခုမားလာလို့ပြီးဝိုင်းစိတ်ပြီးဆိုရင်လှူကြပြီတန်းကြပြီအလှူပြကြပြီအဲ့ဒါညီမလူမျိုးတွေဗျအဲ့တော့ဗျအဲ့လူနဲ့လူပေါင်းမှုကျင်ဘဘလောက်ပဲဖြက်စီဖြက်စီအလှူအတန်းပေးရင်တာတို့တွေဝိုင်းခေါ်ကြအောင်အဲ့ဒါတွေလည်းပြင်းအဲ့တော့ကျွန်တော်တို့ရိုးလေးပဲကျွန်တော်ဒါတွေတွေးကြည့်ပြီးတော့ဘာပြောမှမလို့မသိတော့ဘူးအဲ့ဒါကြောင့်ဒီဟာလေးကိုလက်ပြောချင်းဖြစ်ပါတယ်ကျွန်တော်တို့တကယ် ဘာသာရေးအစစ်တည်းတကယ်ဘာသာရေးဆရာအစစ်တည်းတန်ခါတော်အစစ်တည်းဟောချမဲ့တရားတွေတိတိတချာနာယူခြင်းနဲ့ဆိုတော့ကျွန်တော်တို့ဒီအခုလက်ရှိဖြစ်ပေါ်နေတဲ့စနစ်ဆိုကြီးတွေကထွက်တာကျွန်တော်တို့စနစ်ကောင်တစ်ခုတည်ဆောက်နိုင်မှာဒီလိုပေါ့ဝင်ခြင်းတွေကောင်းလာမှာအခုဆိုပေါ့ဝင်ခြင်းညာတော်တော်လေးကိုညှစ်ဆုပ်နေတယ်အဲ့ဒါတွေကျွန်တော်တို့တတ်ရှင်းဖို့လိုပြီးကြောက်ပါဗျာ